ားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်တရင်ဌာနကနေတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြဝတီတွင်စစ်တပ်ကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထုံးနေ၍စစ်ပေးဆောင်ပြည်သူထောက်ချီထွက်ပြေးတိမ်းရှောင်နေရပြီးစောက်ဝင်းနေရေးကူညီမှုနယ်ပါနေတောင်ရင်မြကန်ပေတွင်ဖြစ်တယ်လို့တဲထိုးနေထိုင်သူများလည်းရှိတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်တွင်စစ်တပ်နှင့် BGF ပူးပေါင်းတံများကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထုတ်နေ၍စစ်ပေးရှောင်ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီးစာဝတ်နေရေးကူညီမှုနယ်ပါးနေကြောင်းစစ်ပေးရှောင်အရေးကူညီသူများကသတင်းဌာနကိုပြောကြားပါတယ်။စက်တင်ဘာလဇန်ပိုင်းမှစတင်၍စစ်တပ်ကအာရှလန်ကိုပြန်လည်ထိုးဖောက်လာပြီးမြဝတီမြို့သို့စစ်ကြောင်းများရောက်ရှိခဲ့ကြောင်းရှင်းအောင်၄ကီကော်မြို့ဘက်သို့စစ်တပ်ကစစ်ကြောင်းထိုးလာကြောင်း ထို့ကြောင့်လေးကီကော်မျိုးတဲ့နှင့်လမ်းကြောင်းတလျှောက်ရှိကျေးရွာများမှပြည်သူထောင်ချီ၍ထွက်ပြေးတိမ်းရှောင်နေရကြောင်းမိုးရင်းရာသီဖြစ်သည့်နှင့်အညီစပေးရှောင်ပြည်သူများမှအမိုးအကာအခက်ခဲများရှိနေသည့်အပြင်စားဝတ်နေရေးအခက်ခဲများစွာကြုံတွေ့နေရကြောင်းရခိုင်ကစပေးရှောင်ပြည်သူများရှိလာလျင်ပြည်သူများကဝိုင်းဝန်းကူညီခဲ့ကြတော့လေယခုအခါတွင်မူကူညီမှုနေပါကြောင်းစပေးရှောင်အရေးပြည်သူများကပြောဆိုကြပါသည်အခုစစ်တပ်ကမြောက်ဒီကနေလေးကီကော်လမ်းကြောင်းတလျှောက်ကိုစစ်ကြောင်းထိုးတော့ ခြေရွာတွေကပြည်သူတွေအားလုံးထွက်ပြေးတိမ်းရှောင်နေရတယ်။စစ်ပေးရှောင်အရေးအတွက်အတိအကျမသိရဘူး။ဘာလို့ဆိုတော့တစုတဝေးတည်းမဟုတ်ဘဲနေရာပေါင်းစုံကိုကွဲထွက်ကုန်ကြလို့ပါ။နောက်ပြီးအခုနောက်ပိုင်းပြည်တွင်းမှာလည်းပြည်သူတွေကိုယ်တိုင်ကစာဝတ်နေရည်နဲ့စီးပွားရေးအရန်ကျက်တဲ့တော့မလူနိုင်ကြဘူးဟုစစ်ပေးရှောင်အရေးကူညီနေသူကရင်လူငယ်တအူးကပြောဆိုပါတယ်။ထို့ပြင်စစ်ပေးရှောင်ပြည်သူများမှာထိုင်းနှင့်မြန်မာနယ်ဇက်မြစ်ဖြစ်သောတောင်ရင်မြစ်ကမ်းပေတွင် ဖြစ်တယ်လို့တဲထုတ်နေထိုင်ရမှုများလည်းရှိနေကြောင်းအထူးကအပြင်အစာအသောက်အဝတ်အထည်နှင့်အမိုးအကလိုအပ်မှုများပြားနေကြောင်းသိရပါတယ်။စစ်ဘေးရှောင်ပြည်သူတွေစီမှာအခုလိုအပ်တာကအစာအသောက်လိုတဲ့မိုးရင်းဆိုတော့အမိုးအကနဲ့အဝတ်ထည်လည်းလိုအပ်ချက်ရှိပါတယ်။အခုတစ်ခေါက်စစ်ဖြစ်တာမှာ KNU ဘက်ကလည်းကူညီမှုတွေလည်းရှိတယ်။ KNU ကပဲအဓိကကူညီနေတာ။ဂျန်နဲ့အပြင်ကအလူရှင်ကူညီတာကအတော်ကိုနေသွားပြီ ပြည်သူတွေကတော့ဒီတစ်ခေါက်စစ်ပွဲက အရင်ထက်ပိုကြနိုင်တယ်လို့ခံမှန်းကြရဲဟုထိုင်းမြန်မာနယ်စပ်မှစစ်ပေးရှောင်အရေးကူညီနေသော CDN ဝန်ထမ်းတအုပ်ကဆိုပါတယ်စစ်ပေးရှောင်ပြည်သူများတွင် ကျန်းမာရေးဆောင်ရှားမှုလိုအပ်ချက်များစွာရှိနေပြီးကိုဝင်ဆောင်များကလေးငယ်များနှင့်တက်ကြီးရွယ်အိုများအတွက်စေဝါနှင့်ကျန်းမာရေးပြည်သူဆောင်ရှားပေးနိုင်သောသူနာပြုနှင့်ဆရာဝန်ကျန်းမာရေးမှုများလိုအပ်ချက်များပြားနေကြောင်းသိရှိရပါတယ်စစ်ပေးရှောင်ထဲမှာကလေးတွေကိုဝင်ဆောင်တွေနဲ့တက်ကြီးရွယ်အိုတွေပါတယ်ဒီတစ်ခေါက်စစ်ပေးရတာက ဘာမှအဆင်သင့်မရှိပဲရုတ်တရက်ကြီးထပြေးရတာလေကိကော်မှဆိုရင် တချို့ပြည်သူတွေအိမ်တွေဘာတွေပြန်ပြင်ပြီးအခြေတကြတောင်ပြန်နေပြီးတဲ့အချိန်မှထွက်ပြေးရတာဆရာဝင်သူနာပြုနဲ့စေဝါမရှိဘူးထိုင်းဘက်ကလည်းကုဖို့ခတ်တော့တကယ်တမ်းတည်ရရှင်ရေးဖြစ်လာရင်တောင်စေကုဖို့မလွယ်ဘူးဟုထိုင်းမြန်မာနယ်စပ်မှစီဒီအန်ဆရာမတအူးကရှင်းပြပါတယ်လက်တလုံးစစ်ကောင်စီအီထိုးစစ်ကြောင် မြောက်ဝတီမြို့နယ်လေကေကောကော့ကရီတိုတွင်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေစေဖြစ်ပြီးစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများနှင့်ရေပြင်ထိုးစစ်များကိုအရှိန်အဟုန်မြင့်တင်လာနေကြောင်းသိရှိရပါသည်။ဆလဘီမင်းတုံမြို့နယ်ပသိမ်မုံရွာလမ်းတွင်စစ်အုပ်စုတပ်ဖွဲ့ဝင်များလိုက်ပါလာသောအိမ်စီကောက်ကိုစစ်ဆေးရန်ရပ်တန့်ခိုင်းတော်လဲမောင်းဖြစ်၍လိုက်လံပစ်ခတ်ရှင်းလင်းကားပေါ်မှာပုံများလက်ထိတ်နှင့်ခွန်တုံးအပါဝင်ပစ္စည်းများသိမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။ မကွေးတိုင်းမင်းတုံးမြို့နယ်ပတ်သိမ်မုံရလန်းတွင်စစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအိမ်စည်းကားကိုစစ်ဆေးရန်တော်လှန်ရေးတပ်ဖွဲ့များကရက်တန့်ခိုင်းတော်လဲမောင်ပြေး၍လိုက်လံပစ်ခတ်ပြီးကားကိုမိရှို့ရှင်းလင်းလိုက်ကြောင်းဗမာပြည်ကာကွယ်ရေးတပ်မှတာဝန်ခံကိုပါဟင်းကသတင်းဌာနကိုပြောကြားပါသည်စက်တင်ဘာလ28ရက်နေ့ည7:00နာရီအချိန်မင်းတုံမြို့ဘက်မှပသိမ်မုံရလန်းအတိုင်းကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်သို့မောင်းနှင်လာသောစစ်တပ်မှတပ်ဖွဲ့ဝင်များလိုက်ပါလာသောအိမ်စည်းကားအနက်ရောင်ကို ကြောက်တိုင်ကြီးရွာအနီးတွင်တော်လန်ရေးတပ်ဖွဲ့ဝင်များကစစ်ဆေးရန်ရပ်တန့်ခဲ့ကြောင်းတို့ရတွင်ရပ်တန့်ခြင်းမရှိဘဲတော်လန်ရေးတပ်ဖွဲ့ဝင်များကိုပြစ်ခတ်၍မောင်းပြေးသွားကြောင်းထို့ကြောင့်တော်လန်ရေးတပ်ဖွဲ့များကပြန်လည်ပြစ်ခတ်ခဲ့ရာစစ်အုပ်စုတပ်ဖွဲ့ဝင်များတံရများရရှိကခုခံထွက်ပြေးသွားခဲ့ကြောင်းသိရပါသည်စေအုပ်စုတပ်ဖွဲ့ဝင်များလိုက်ပါလာသောကားကိုမီးရှို့ရှင်းလင်းခဲ့ပြီးကားပေါ်မှ40မမဘုံဒီ၅လုံးစစ်ဝတ်တန်စာတစ်စုံ ဖုံးတလုံးလက်ထိတ်တစုံအဆောင်ရည်ရတမျိုးကိုတုံးနှစ်ခုအပါဝင်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ကားပေါ်မှာဒဏ်ရာရသွားတဲ့စခရီကမသေးဘူးလို့ကြားပါတယ်ဟုဗမာပြည်ကောက်ွယ်ရေးတပ်မှတာဝန်ခံကိုဘာဟင်ကပြောဆိုပါတယ်။ကားပေါ်မှာထွက်ပြေးလွတ်မြောက်သွားသောအကြံဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုရမန်နီညာ၁၂နှစ်အချိန်မင်းတို့မျိုးမှလိုက်ထရက်ကားတစ်စီးဖြင့်စစ်အင်အားအပြည့်ဝင်းရံကစံကြီးကျေးရွာအနီးတွင်လာကျိုးသွားကြောင်းသိရပါတယ်။ လက်ရှိမင်းတို့မျိုးနယ်တွင်ညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်များဖြတ်တန်းသွားလာ၍တော်လန်ရီတပ်ဖွဲ့ဝင်များကပိတ်ပင်ထားကြောင်းစစ်ပွဲကာလဒေသရင်းပြည်သူများ၏လုံခြုံရေးအတွက်လိုက်နာပေးရန်လမ်းစည်းကမ်းများကိုတနစ်ကျော်ကြသည့်အထူးအချိန်ပေးပြီးပညာပေးခြင်းများလည်းအချိန်ချင်းကွင်းဆင်လုပ်ခဲ့ပြီးအတိပေးထုတ်ပြန်ချက်များကိုလည်းအချိန်ချင်းထုတ်ပြန်ထားခဲ့ကြောင်းတို့ရတွင် ခရီးသွားပြည်သူများအနေဖြင့်လိုက်နာမှုအားနည်းလျက်ရှိကြောင်းရမနီးညဖြစ်စဉ်တွင်လည်းပြည်သူကဖြစ်ပါကထိခိုက်နေနိုင်မည်ကိုစိုးရိမ်သဖြင့် ညအမောင်တဲမောင်းလာတော့ရန်သူမိတ်ဆွေမကွဲတော့ကားကိုလက်ပြပြီးတားဆီးခဲ့ရသည့်အတွက်လုံခြုံရေးတာဝန်ကျရဲဘော်များအသက်အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပြီးအကြံဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များလည်းလွတ်မြောက်သွားစေခဲ့ကြောင်းသိရပါတယ်။ထိုကဲ့သို့ဖြစ်စဉ်မျိုးထပ်မံဖြစ်ပွားခြင်းမှကာကွယ်ရန်ကာလမ်းမကြီးပေါ်မှတတ်မှတ်စည်းကမ်းများကိုဖောက်ပြက်မောင်းနှင်လာတော့မြည်သည့်မော်တော်ယာဉ်ကိုမဆိုပြစ်ခတ်ဖမ်းဆီးခြင်းများလှုပ်ဆောင်မည်ဟုအတည်ပြုထားပါတယ်။ လက်တလောအကြံဖတ်စီအုပ်စုကစစ်ကြောင်းထုံးမှွေနောက်ရန်အလားအလာရှိသဖြင့်အဆိုပါဖြစ်စဉ်ပြပွားရာအနီးတဝိုက်ကျေးရွာများမှာပြည်သူများအနေဖြင့်လုံခြုံရေးအတွက်တင့်တော်သလိုကြိုတင်ပြင်ဆင်ထားကြရန်တိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်အုပ်စုကတော့စစ်ကြောင်းထုံးဖို့ပြင်နေတာတော့ရှိပါတယ်။ထိုးတော့မထိုးလာသေးဘူးဟုကိုပါဟင်းကပြောပါတယ်။ဇမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာကွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။